မင်္ဂလာရှိသောချိန်ကာလေးဖြစ်ပါစေဗျာဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်ရမယ့်ဇလံကောင်းလေးတစ်ပုဒ်ကတော့ဖြစ်ရမယ့်ဇလံကောင်းလေးတစ်ပုဒ်ကိုနားဆင်ရမှာပဲဖြစ်ပါလိမ့်ဗျာဇလံလေးမနားဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်ရဲ့ဇလံလေးကိုအခုပဲစလိုက်ကြရအောင်ပါလွန်ခဲ့တဲ့နှစ်တရာဝင်းချင်းကပဲခူးတန်းရဲ့အရှိတ်ချက်မှာပင်လယ်နဲ့ရန်နီးတွေရွာလေးတွေရှိခဲ့အခုထိလည်းရှိနေသေးပါပဲဒါပေမဲ့အခုချိန်မှာတော့ရေတိုက်စားခြင်းကြောင့် ကမ်းမတွေပြိုလူနေအိမ်ကြီးတွေရေနှင်းမြုံနေဝမ်းနေစရာဖြစ်ပျက်များစွာကိုဒေသခံတို့ကြုံနေရပြီလေဖြစ်တယ်။ကမ်းပြိုလို့ရွာတော်တော်များများပင်လဲတဲ့နှင်းမြုံကုန်ကြပြီ။ပင်လဲတဲ့ဝင်နေမြေလက်တန့်လေးတွေရေသဘောတရားရတစ်ဖက်ကကမ်းပြိုရင်တစ်ဖက်ကတောင်ထွန်းတယ်ဗျ။အဲဒီလိုနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းတရာဝင်းကျင်ကပင်လဲရဲ့တစ်ဖက်ကန်းကကမ်းပြိုလို့ကျွန်တော်တို့နေတဲ့ကမ်းမှာတောင်ထွန်းရင်းနဲ့ရွာငယ်လေးတွေဖြစ်လာခဲ့ အဲ့ဒီရွာငယ်လေးတဲကမှာနွားချောင်းသားလေးတွေရှင်ယုံနေကစားရင်းနေဖះတဲခဲ့ကြတဲ့ကလေးဖះဟာကျွန်တော်တို့နေတဲ့ကျောမှာထင်ရှားခဲ့အခုဆိုရင်ကမ်းပြိုတဲ့အထဲပါသွားတာရွာငါးရွာလောက်ကြီးပင်လေတဲ့နင်းမြုပ်သွားခဲ့ပင်လေကန်းဆက်တဲ့နီးတွေရွာငယ်လေးတွေတဲကမှာအခုကျွန်တော်တို့နေတဲ့လက်ပံရွာကလေးအကြောင်းကိုပြောပြပါမယ်ဘိုးစင်ဘောဆဲပြောပြချက်အရကျွန်တော်တို့ရွာရဲ့အရှိဘက်ကရွာကလေးကကမ်းရင်ရွာလို့ခေါ်တယ်ပင်လေကမ်းရင်မူလကမ်းရင်လို့ပြောကြတယ် နေ့စဉ်တောင်ထွင်းရင်ရွာတွေအများကြီးဖြစ်လာခဲ့တော့ကမ်းရင်းရွာအခုချိန်မှာတော့တဖြည်းဖြည်းနဲ့ကုန်းတွင်းပိုင်းဖြစ်လာခဲ့အခုတော့ကမ်းပြူတာငားရွာလောက်ထိပင်လေတဲ့မြုပ်နေပြီမို့လို့ဆက်ပြီးရက်သွားမလားပါဇက်ပြောရာဇဝင်ဖြစ်တဲ့မူလကမ်းဆက်ကမ်းရင်းရွာထိပင်လေရေပြန်လာမလားဆိုတာကတော့အလွန်စိတ်ဝင်စားဖို့ကောင်းတယ်လို့တကယ်တမ်းပြန်လာခဲ့ရင်လေပျက်စီးနေမြုပ်သွားတဲ့ရွာတွေဖို့တော့စိတ်မကောင်းစရာပါပဲတဘာဝဘေးအနေရဲ့စိုးကြီးကနေလူသားတွေဟာဘယ်နဲ့ဖျားတကိုးနဲ့များလွတ်မြောက်ဖို့လို့လေ တောင်မထွန်းခင်လက်ပန့်ရွာမဖြစ်သေးခင်အချိန်ကမြန်မာတွင်းထွေရတနာတွေဖြစ်တဲ့နီလာပဒံများကြောက်စိစရင်တန်ဖိုးရှိတဲ့ကြောင်းမြတ်ရတနာတွေနဲ့မြန်မာမှုလက်ရမုံဗုဒ္ဓရုပ်ပွားတော်ကြောက်စင်းတူတွေကိုတော့တင်ဆောင်လာတဲ့ပေါ်တူဂီစစ်သင်္ဘောတစ်စင်းဟာအခုလက်ပန့်ရွာ ဖြစ်နေတဲ့ရွာရဲ့နေရာတစ်ချိန်ကတော့ပင်လယ်ပြင်မှာနင်းမြုပ်သွားခဲ့ဘူးတွေနှစ်တွေချီပြီးတော့ကြာမြင့်လို့အဲ့ဒီနေရာမှာတောင်ထွန်းပြီးလို့ရွာတဲချိန်မှာတော့ရွာရဲ့မြောက်ဘက်ကုန်းမြေပြင်မှာမြုပ်သွားတဲ့ပေါ်တူဂီစစ်သင်္ဘောကြီးကိုအစွဲပြုပြီးတော့ တင်မောပုံစံဥပနက်ခံပြီးတော့ဖရာတစုတဲထားခဲ့တင်မောရဲ့ဥကောင်းပိုင်းကိုဘကိုးရွှေမော်တော်ဖရာကိုဥတိုက်ခဲ့ဒါပေမဲ့တင်မောဥလဲထားတဲ့ပုံစံကမမှန်တာပင်လယ်နဲ့ဤတော်ဆိုးရွားလာတဲ့ရာသီဥရုတံမုတ်တိုင်းတံကြောင့်မူလဖရာပြိုပြက်သွားခဲ့ပြန်အဲဒီကုံးမြေဟာဆယ်စုနှစ်တခုထီဖရာပြက်ကုန်းပြင်ကုံးမြေပြင်တခုသာထီထီကြံနေခဲ့ပြိုချပျက်စီးနေတဲ့ဇေဒီပြက်နီးမှာတော့အဆောင်အနေဖြင့်ထူးစစ်ထားတဲ့ဘလူးယုံနဲ့ယုတ်ကတော့အခုထိတိုင်အကောင်းပတိရှိနေသေးပဲ နေရန်လေရန်မိုးရန်ကြောင့်ဒူးတစ်ဖက်ထောင်တန်းလျက်ထန်းစောင်းကြောက်ထိုင်ဘလူးရုပ်နှစ်ရုပ်ဟာမဲမဲညင်းညင်းနဲ့ကြောက်မက်ဖွယ်ကောင်းလာညာဘက်လာတာချင်းတွေဆိုရင်လာရောင်ဖြာကြနေတယ်အဲ့ဒီဘလူးရုပ်ကြီးနှစ်ရုပ်ကအသက်ဝင်နေလိုက်တာများထပြီးတော့သူတို့လက်ထဲကတန်းလက်ဓာတ်နဲ့ခုတ်ထစ်တော့မယ့်အတိုင်းပါပဲပါဇက်ရာဇဝင်အနေနဲ့အနီးပါးရွာတွေကပြောကြတာတော့ဖရဲကုန်းမြေအောက်မှာပေါ်တူဂီစစ်သည်မော်ကြီးတစီရှိနေတဲ့အဲ့ဒီသင်္ဘောကြီးပေါ်မှာရတနာပစ္စည်းမျိုးစုံအမြောက်များဟာတိုက်တစ်ခုတည်းပဲရှိနေပါတယ် ။ဒါပေမဲ့လေအဲ့ဒီယရနာတွေဟာမြန်မာပြည်အနေနဲ့ရက်ရက်ကဖေယားပထိုးစီရီတွေကနေလက်နက်နဲ့အနိုင်ကျင့်ပေါက်ထွင်းခိုးယူလာတဲ့ပစ္စည်းတွေဖြစ်တယ်။ဒါကြောင့်မို့လို့အဲ့ဒီယရနာတိုက်တွေကိုအဆောင်ရှောက်တွေကဘယ်သူမှမယူရအောင်စောင့်ရှောက်နေကြတယ်တဲ့။လက်ပံရွာကအကြောင်းတိုင်းဖုံးတော်ကြီးဥစံနီမာကဖေယားပြုတ်ကုန်းမြေကိုဗုဒ္ဓဥကောင်းတိုက်မြေလို့အမိမှဲ့ခဲ့ဘူးတဲ့။ ။ဘာလို့အဲ့ဒါလို့ခေါ်လာရသလဲဆိုရင်တော့အလွန်လက်ရမြောက်တယ်မွန်မြန်မာတို့ရဲ့အကြောက်စစ်လက်ရဖေဟာဥကောင်းတော်ရီလေးငါးခုလောက်မြေကြီးထဲကထွက်ပေါ်လာဘူးတာကြောင့်ခေါ်ဆိုရတာဖြစ်တယ်။ဒါကြောင့်လည်းဖေရပြုတ်ကုန်းဟာတိုက်ဆောင်တွေနေထိုင်ရာနေမြေဆိုပြီးတော့လူတွေကညာဘက်ဆိုရင်အဲ့ဒီနားကနေမဖြတ်ရဲကြ။နေပဲအဲ့ဒီနေရာတွေကိုကြောင်းရင်တောင်အပေါ်မစွန်ရဲဘူးတတွေးမထွေးရဲကြအဲ့ဒါလောက်ကြောက်ကြတခါကရွာလေးကကလေးတက်တိုက်ဟာဒီလိုပဲကလေးတဘာဝဆော့ကစားကြရင်နဲ့ဖီယပြိုကုန်းမြေကိုရောက်သွားကြတ ်ကလေးတွေဆိုတော့ဘာမှမသိကြဘူးဒီလိုပဲတူးတူးပုံတန်လိုက်တန်းပြေးတန်းကစားကြတယ်အပေါ်လဲစွန့်ကျင်ဟာစွန့်ခဲ့ကြပုံရတယ်အဲ့ဒီမှာဖျက်ပြုတ်ကုန်းမြေမှာရှိတဲ့အဆောင်လျှောက်တွေကသူတို့အပေါ်အငြိကြီးစွန့်တာစိတ်ဆိုးတော့ဒေါသထွက်ကြပြီးတော့ကလေးတွေကိုချောင်းလန့်လွှတ်လိုက်ပုံရရွာရောက်တာနဲ့အပြင်းဖျားသူကဖျားစီမသွားနိုင်လို့အော်ဟေးညဉ့်ညူသူကညဉ့်ညူပေါ့ရွာကဆေးစရာတွေနဲ့ကုလည်းမတတ်တာကြောင့်နောက်ဆုံးတော့နက်ကုကုမယ်ဟေးဆိုပြီးတော့နက်ကတော်စီကိုသွားမိကြတဲ့အခါမှာ အဲ့ဒီနဂရော်ကိုပူခဲ့ပြီးတော့သူတို့ကိုဘော်ကိုအညစ်ချင်းဆွန့်လို့စိတ်ဆိုးပြီးတော့လှုပ်ထားတာလို့ဘလူးညင်ညောင်ကဆိုတဲ့။ဒါနဲ့ဘလို့လှုပ်ပြီးမှကျေနပ်မလဲဆိုတော့ဖေယပြိုနဘေးကဘလူးစစ်သူကြီးရုံးနှစ်ခုမှာဖေယောင်းစင်ပြီးအမွေနှမ်းသားတို့နဲ့ပူဇော်ပါလို့ဟောတယ်။နောက်တနေ့မှာခလေးမိသားတွေဟာအဲ့ဒီဘလူးရုံးနှစ်ခုကိုရေချိုးပြီးအမွေနှမ်းသားတွေနဲ့ပတ်ဖြန်းပြီးပြီးတော့ဖေယောင်းတိုင်းအမွေတိုင်းတွေနဲ့ပူဇော်ကြ။မိသားတွေကလည်းဘလူးရုပ်တွေမှာဒူးထောက်ရှိခိုးပြီးတော့တောင်းပန်စကားဆိုရတာပေါ့။ အမေညာဘက်ကြတော့အဲ့ဒီကလေးမိမတွေကိုဘလူးနှက်ကောင်ကအိမ်မက်ပေးတဲ့မင်းတို့ကွာတော်ရုံ လုံးကြပါဟငါကိုဘောရေတွေခဏခဏလောင်းတော့ငါမှချမ်းလို့လို့အေးခိုက်ခိုက်တုံးနေတာပဲနောက်တစ်ခါဆိုရင်ငါတို့ညီကိုရေတွေနဲ့မလောင်းကြပါနဲ့ကဲကဲကဲအခုမင်းတို့ကလေးတွေပေါ့ငါတို့အမြင်မထားတော့ပါပြူစားထမ်းသမျှပြန်ရုပ်သိမ်းလိုက်ပါပြီကွာအဲ့ဒီလိုပြော ပြီးတော့ပျောက်သွားကြတ တကယ်လဲနောက်တနေ့မနေ့ကျကလေးတွေဟာလူကောင်းပကတိပြန်ဖြစ်သွားကြပြီးတော့ထဆော့နေကြအဲ့ဒီအိမ်မက်ဟာဘလူးရုပ်နဲ့ရုပ်ကိုပေါ်ကို ရေလောင်းခဲ့သူတွေပြိုင်တူမက်တယ်ဆိုတော့အလွန်ပဲထူးဆန်းနေတာတော့အမှန်ပါပဲတေးချတာကတော့ဖေးရပြိုကုန်းမြေပေါ်ကိုဘယ်သူကမှအကြောင်းမရှိပဲနဲ့မသွားရဲကြတချို့ရွာသားတွေကတော့အဲ့ဒီဘလူးစစ်တီနှစ်ဦးရုပ်ထုမှာတာစုပန်နာမျိုးလေယာမြေအထွက်တိုးအောင်ဆူတောင်းနာမျိုးလောက်ကြဘလူးရုပ်နဲ့ရုပ်ရှိမှာညောင်ရီအိုးနဲ့ပန်းထိုးထားတာတွေ့ရတယ်လို့ ဖျောင်းချက်တွေအကြီးပြောင်းအောင်မီးပူဆော်ထားတာမျိုးလည်းတွေ့ရတယ်။ဒီလိုနဲ့1940နှစ်ဝင်းကျင်ကပေါ့ဖျက်ပြိုကုန်းကိုယောဂီအဝိညုနဲ့လူစိမ့်နှစ်ယောက်ရောက်လာခဲ့။သူတို့ကဖျားပြန်တီးမယ်အဋိဋ္ဌံဝင်မယ်ဆိုပြီးတော့ဖျက်ပြိုကုန်းကိုလာခဲ့ကြတယ်လို့သတင်းလွှင့်။ယောဂီဝေပုဂ္ဂိုလ်နှစ်ဦးရဲ့ပုံတရမှာအသက်50ဝင်းကျင်ကလူတက်ဦးနဲ့အသက်40ဝင်းကျင်ကလူတက်ဦးတို့ဖြစ်။အကျွန်တော်အသက်အရွယ်မှာအဲ့ဒီတုန်းက73နှစ်ဝင်းကျင်သာရှိသေးပြီးတော့ကလေးတစ်ပါးဝါအစော်ကျူးပြီးတော့ တရက်မှာတော့ဖျက်ပြုတ်ကုန်းပယ်ရောက်ပြီးတော့အဲ့ဒီလူနှစ်ဦးကိုတွေ့ရှိခဲ့တာဖြစ်တယ်။အဲ့ဒီလူနှစ်ဦးရဲ့အနက်ကမှအသက်50ရွယ်ခန့်လူကြီးကကျွန်တော်ကိုလှန့်ခေါ်လိုက်။ဟေးကောင်းလေး။ဘာတို့စီကဏလာလဲပါအောင်ကွာ။ကျွန်တော်လည်းရောင်းချချာနေလှန့်ခေါ်နေတဲ့အဘကြီးထံကိုဘူးမတိဘာမတိနဲ့ဝင်သွားခဲ့။ကောင်းလေး။မင်းနာမည်ကဘလို့ခေါ်သလဲကွ။ဟုတ်ကဲ့ပါ။ဟိုကျွန်တော်နာမည်ကတော့မောင်တီဘာလို့ခေါ်ပါတယ်။အေးအဘနာမည်လည်းမှတ်ထားကွ။ အဘကဥဆန်ကွန်ဟောရီကလူကတော့အဘတပဲဥတက်တူတဲ့ဒါနဲ့အဘတို့ဟာဒီဖျက်ပြက်ကုန်းကိုဘာလာလောက်တာလေဗျာဩအဘတို့ကအနေတကာလှဲ့ပြီးတော့ဖေဟာတဲကုသိုလ်ယူနေကြတာလေဩဟုတ်ကဲ့ပါဒါနဲ့ကောင်လေမင်းအဘကိုတခုလောက်ကူညီနိုင်မလားဟိုဘာများလဲပါရဲ့ဟိုကူညီနိုင်တာရှင့်လေကူညီပေးပါမယ်အေးကွယ်ဒီရွာရဲ့ရွာလူကြီးအိမ်ကို အဘာတပည့်မောင်တက်တူကိုလိုက်ဖို့ပေးရုံမှာကျန်တဲ့ကိစ္စကမောင်တက်တူစီစဉ်ပါလိမ့်မယ်။ဟောဟုတ်ကဲ့ပါ။ဟောကျွန်တော်လည်းရွာထဲပြန်ပါဆိုတော့လက်စနဲ့ဝင်ဖို့ပေးခဲ့ပါမယ်။ဟောဒီလိုနဲ့ကျွန်တော်ဟာဦးတက်တူကိုခေါ်ပြီးတော့တကြီးအိမ်ကိုရောက်ခဲ့တာပေါ့။ချန်တကာစီယုံသာစိတ်ထားတဲ့တကြီးချန်ဝင်တကားကိုအသာတွန့်ဖွင့်ဝင်လိုက်ပြီ။ဟောပြောတကြီးတကြီးတကြီးရှိလားပြော။ဟေးဘယ်သူတော့ကွာ။ဟောကျုပ်ပါဟိုမောင်ဒီပါလေတကြီး။ဟေး ဒီကလေးမောင်ဒီပါဘာမွေပြန်ပြီလဲမသိဘူးကွာကျွန်တော်အစောကျူတာတကြီးကတိနေတော့ပြစ်တော့ပြစ်တော့ပြောရင်လည်းအိမ်ပေါ်ကနေဆင်းလာခဲ့အင်းအောင်ရောက်မှကျွန်တော်နဲ့အတူပါလာတယ်ယောဂီဝေဥဒတ်တူကိုမြင်တွေ့သွားပြီးတော့နှုတ်ဆက်သွားတယ်ကျွန်တော်ဘက်ကိုလှည့်ပြီးတော့ဘာကိစ္စလဲဆိုရင်မျက်နှာထားနဲ့မေးဆက်လေတော့ကျွန်တော်ကအတူပါလာတဲ့သူဥဒတ်တူကိုလက်ညှိုးထိုးပြရင်းနဲ့ဟိုတကြီးကိုဒီဦးလေးကတွေ့ကျင်လို့တဲ့တကြီးကလည်းလူစိမ်းဖြစ်တဲ့ဥဒတ်တူကိုကြည့်ပြီးတော့ ဟေးဘယ်ရလဲကွာငါလဲတခါမှမမြင်ဘူးပါကျွန်တော်ကတကြီးအမေကိုလူတက်ကြီးလှုပ်တက်ပြီးတော့ဝင်းဖြေလိုက်ဟိုဒီလိုတကြီးရေကျော်ဖျက်ပြဲကုန်းဘက်ကိုရောက်သွားရင်းနဲ့ဟော်ရီဟာဦးလေးတို့ကိုတွေ့လာခဲ့သူတို့ကဖျားလာတဲ့တဲ့နေလဲသာသနာပြုဆရာကြီးတွေလို့တော့ပြောတယ်အဲသူတယောက်တည်းမဟုတ်ဘူးနောက်ထပ်သူ့ဆရာလည်းကြံသေးတယ်ဗျโอ้เอเอวะลาเปียอดีก็หนองอีเลยตั้งย่ามาဝင်ထိုင်ပို့ဗျာအကျန်းရေလေးလေးတောင်းရင်ပို့ ဟိုကျုပ်စီလာတဲ့လာရင်ကိစ္စလည်းပြောကြတာပေါ့ဟိုဒီလိုပါတကြီးရဲ့အေကျုပ်တို့ဆရာတပည့်နှစ်ဦးကအထက်ပုဂ္ဂိုလ်တွေရဲ့ညွှန်ကြားချက်ရဖះလိုက်တယ်နေကြတာပါ အခုလေဒီရွာကို အထက်ပုဂ္ဂိုလ်တွေရဲ့ညွှန်ကြားချက်ရဖះတယ်မလို့ပါကျွန်တော်တို့ရွာတကြီးဆိုတာကတန်ခါလုံးနေအတန်မွေးတာဆိုတော့ပင်လေပြင်းအကြောင်းကလွဲပြီးတော့ကျန်တာတွေဘာမှသိရမဟုတ်ဘူးဘဝဥဒ္ဒရလည်းအလွန်နေအခုရွာမှာဖះစီဒီအသေးပြုပြင်တိဆောင်းပေးမယ်ဆိုတော့ ကြားရတာဝမ်းသာလိုက်တာဆရာကြီးရေကျုပ်တို့ဘက်ကလည်းတက်နိုင်တော့အကူကြီးပြပါမယ်လိုအပ်တာပြောပါဆရာဟိုအခုတော့လူနှစ်ယောက်သုံးယောက်လောက်နေအတိတ်ထံဝင်ဖို့အုံးငတ်ပြောစီစဉ်ပြီးရင်ရပါပြီဈေးကြီးတဲလို့ရမယ်နေကောင်းရက်ကောင်းရောက်ရင်တော့လူအတော်လုံးမြဲဗျာဟိုဘီလက်မြေလဲမြို့ကိုလှက်မှထားပြီးပါပြီတကြီးကတော့ဥတက်တူတို့လုပ်ငန်းစဉ်ကိုနားမလဲတော့အငေးသာကြည့်နေရတာပေါ့ ဥဒတုဟာတကြီးကိုထပ်မံပြီးတော့အရှိကြီးရှင်းပြဘုရားမတဲခင်မှာအနီးပါးကအဆောင်အလျှောက်တွေကိုမေတ္တာပို့အမျှဝေတာကိုနေရက်ခန့်လုပ်ရမှာဖြစ်ကြောင်းအနောက်ရှက်ဘေးသူတွေလက်ကနေကူညီဆောင်ရှောက်ဖို့လေသာသနာပါဠိနာမည်ကြီးတွေကိုလည်းပင်ဖိတ်ရအောင်မှာဖြစ်ကြောင်းဒါကြောင့်အာကောင်းမောင်းတန်လူငယ်နေရောက်ရရင်တော့နေစားကပေးပြီးတော့ဖျားပြိုကုန်းမြေဝန်းကျင်ကချုံတွေတွေကိုရှင်းလွင်းလိုပါကြောင်းပြောပြီးတော့အကူညီတောင်းတကြီးကတော့လွယ်လင်းတကူပါပဲကဲမောင်ဒီပါ ။ရွာတွေကချက်ကြီးနဲ့တန်ချောင်းကိုတကြီးကခေါ်ခိုင်းတာလို့အကျိုးချောင်းပြောပြီးတော့မင်းပဲခေါ်ခဲ့လိုက်စမ်း။ကျွန်တော်မှကိုချက်ကြီးတို့အကြောင်းကိုသိနေပြီးတော့ဟာတကြီးကလည်းဗျာအဲ့ဒီအမှုသမားနှစ်ယောက်ကဒီချိန်ဆိုရင်ရွာပြင်ကချက်ရက်ဆိုင်မှာမူးနေရောပေါ့။မင်းကလည်းကွာရှားရှေးပြန်ပြီ။ငါမှခိုင်းစရာဆိုလို့ဒီနှကောင်ပဲရှိတာ။တူသားမောင်မေက မရှိတော့ဒင်းတို့ကိုပဲချုံပေါ်ခိုင်းနေရတာ။ဟုတ်ကဲ့တကြီးဒါဆိုလေကျုပ်ခေါ်ပေးလိုက်ပါမယ်။ အေးနေယောငါပြောသေးကငါချန်နောက်ကငါပြောတော်တွေကလူတလောက်ခုတ်သွားကွာအုံဒီကတော့ညနေကြာမှပဲလူလွတ်ပြီးတော့ပို့ခိုင်းလိုက်ညနေမှာလူလွတ်ဖို့မယ်ဆိုတော့ဥတက်တူကမျက်နာပြတ်သွားတယ်တကြီးကိုဥတက်တူကဒီခုနှစ်ရက်အတွင်းတော့ဖျေပြေကုန်းပြေနေညာဘက်တွေလူမလားစေခြင်းမူသည်ဖျားကိုပြုတ်ပြင်မှာမလိုလားကြတယ်ပရလောကသားတွေကိုကျုပ်စရာအမိန်ပေးနှင်ထုတ်ရအောင်ပါအဲဒီတော့မမြင်သေးမမြင်ထိုက်တာတွေမြင်ကုန်ချင်ယူသွကုန်လိမ့်မယ် ော်ဒါကြောင့်မလို့နေဘတ်တော့ဘယ်သူမှစိုးလာကြည့်နိုင်ပါတယ်ဟိုညာဘက်မလာဖို့ကိုတော့တကြီးကပဲတားမြင်ပေးပါခင်ဗျဟာဟိုရပါတယ်ရပါတယ်ဗျဟိုကျုံရွာကလူတွေကိုပြောထားလိုက်ပါမယ်ဦးတက်တူကကျေးဇူးတင်စကားပြောပြီးတော့ပြန်တော့မယ်လို့နှုတ်ဆက်တယ်ဟုတ်ကဲ့တကြီးကျေးဇူးကြီးလာပါတယ်ဗျာကဲဒါဆိုလေကိစ္စပြီးပြီကျုပ်ကိုခွင့်ပြုပါဦးတကြီးလေဖေရဲ့ကုန်းပြေဘက်ကိုနေကင်းဘက်လာကြည့်အောင်ဗျာ တတိကိုနှုတ်ဆက်ပြီးရနေကျွန်တော်နေဥတက်တူဟာရွာလေးကချက်ရက်ဆိုင်ကိုလူခေါ်ဖို့ခီးဆက်ခဲ့ကြ။အဲကျုံနေဆရာဥတက်တူတို့လေအရက်တောင်းနေတဲ့ကိုချက်ကြီးနဲ့ကိုတန်ချောင်းကိုရွာလေးချက်ရက်ဆိုင်မှာဝင်တွေ့ကြရ။ဥတက်တူကအဲ့ဒီနေရောက်ရဲ့အတွင်ပြင်းလက္ခဏာကိုကြည့်ပြီးတော့သူခိုင်းလို့ရမယ့်သူနေရောက်ဆိုတာကိုတန်တီလိုက်ပုံပဲ။အကျိုးကြောင့်ပြောပြပြီးတော့ဖျက်ပြက်ကုန်းကိုခေါ်သွားခဲ့။ရောက်ရောက်ချင်းပဲဆရာကြီးဥဆန်ကုန်းကကိုချက်ကြီးနဲ့ကိုတန်ချောင်းကိုတောင်ဆက်မှာအဆူလိုက်ပေါက်နေတယ်။ ဝါပင်တွေကိုခုတ်ခိုင်းပြီးတော့ဇေယျမန်းကိုရက်ခိုင်းတောက်ရီချိုးရီအတွက်ကတော့မပူရအောင်ဖျက်ပြုတ်ကုန်းမှာဖျားတဲစင်ကဒူးပေါ်ထားတဲ့တောက်သုံးရီကန်ရှိနေတော့အဆင်ပြေညနေဆောင်အချိန်မှာတော့ရာဇမတ်ကုတ်ကာရန်ပြီးဆုံးသွားတာကြောင့်ကိုချက်ကြီးနဲ့ကိုတန်ချောင်းကိုဥဆန့်ကွန်ကနေတွက်တဘောပတ်စံပေးပြီးတော့ပြန်လွတ်လိုက်ကျုပ်ကတော့ဥဆန့်ကွန်ကတီးတန့်ခေါ်တွေ့ပြီးတော့လူလေးဒူးဆန်းနာရီမြင်ချင်းမနှက်ပြန်လာကွယ်ညရင်လာခဲ့ ိုကောင်တန်ချောင်းနဲ့ချက်ကြီးပါပြောလိုက်စောစောကဘာပြောဖို့မေ့သွားလို့မင်းတို့၃ယောက်ပဲလာခင်တော့အကြာဘယ်သူမှလည်းမပြောနဲ့မသိစေနဲ့ကြလားဟုတ်ကဲ့ပါအေးမနေ့ပြန်နေလေဒီဘက်ကိုမလာခင်နဲ့ညာဘက်ကြမှာဟိုနှကောင်ခေါ်ပြီးတော့လာခဲ့ကြလာလူလေးဟုတ်ကဲ့အေးအဲ့ဒါဆိုလေပြန်တော့ခဏနေမှောင်လာတော့မှာဟုတ်ကဲ့ပါနောက်တနေ့မှာဥဆန်ကွန်းနဲ့ဥတက်တူတို့ဆရာတပည့်နေရောက်ဟာအလုရှုံနေကြတယ် အเจ้าမှာသူတို့အကြံစီတိုင်းတိုက်တူးဖို့ဘူကိစ္စပဲလိုအပ်တဲ့ကြော်ဝဲတွေပြင်ဆင်ပြီးတော့စေဒီပြန်နေပေးမှရှိတယ်ဘလူးယုံနှစ်ခုကိုချီမန်းခွဲအဖြူရောင်းနေနေဆိုထားတာကိုတွေးလိုက်ရမောင်ရိပ်တန်းချိန်မှာရွာဘက်စီကနေကျွန်တော်တို့သုံးဦးဖေးပြက်ကုန်းကိုတက်လာခဲ့ကြကျွန်တော်ဒီပရဲ့ကိုချက်ကြီးနဲ့ကိုတန်ချောင်းရဲ့အဲ့ဒီသုံးယောက်ဟာဆရာကြီးခေါ်ထားတဲ့အချိန်ကိုလာခဲ့ကြတာဖြစ်ဖေးကုန်းဘော်ကိုရောက်ရောက်ချင်းဥဆန်ကုန်းကကျွန်တော်တို့သုံးယောက်ကိုရာဇမတ်ကုတ်ထဲကိုဝင်ခိုင်းလိုက် အကျွန်တော်တို့ဝင်ပြီးတာနဲ့ဆရာကြီးကအမှန်တော့ငါဒီလိုအချိန်ခါမှာ အပြင်လူခေါ်ခဲတယ်ကွာဒါပေမဲ့ဒီတခါတော့ငါအိမ်မက်ရမင်းတို့ကိုခေါ်ခဲရတာဖြစ်ဗုဒ္ဓဥကောင်းတော်တိုက်မှာမရေမတွက်နိုင်တော့များပြားတဲ့ယရနာတွေရှိဒါကြောင့်မင်းတို့ကိုယရနာတွေကူးတဲ့ပေးချဖို့ခေါ်လိုက်ရတာပဲဒီကိစ္စအောင်မြင်ရင်မင်းတို့အတွက်ထီတသက်စားမကုန်နိုင်လောက်တဲ့ယရနာတွေပေးခဲ့မယ်လို့ငါကတိပေး ဇာသမက်ကိုအတွင်းမှာတော့ကတော်ဝဲ၃ခုပြင်ဆင်ထားပြီးတော့ဝါဆိုဖျောင်းနိုင်အကြီးတွေအစီရင်ထုံးထားတာကြောင့်ဇာသမက်ကိုအတွင်းအလင်းရောင်မင်းပြပြလေးလင်းဒီချိန်မှာဥဆန့်ကွန်းထံကနေမန်ပါရဲလေတန်းနေဟေးမောင်တက်တို့အားလုံးအနေရကင်းအောင်စီချသာဟုတ်ကဲ့ဟုတ်ကဲ့ဆရာကြီးတဆက်သေးမှာပဲဥဆန့်ကွန်းထံကနေကျုပ်တို့အုံးကိုဘာပဲမြင်မြင်ထွက်မပြေးဘူးဒီကိစ္စအောင်မြင်ဖို့ဟာတိတ်မဝေးတော့တဲ့အကြောင်း ထွက်ပြေးလို့စီးပေါက်သွားမယ်ဆိုရင်တော့အသက်တွေကိုအာမမခံကြအောင်တတိပေးပြီးတော့ဗဇက်ကနေ ကျွန်တို့တို့လူသားမန်တို့မသိနိုင်နဲ့ကာရာမန်တန်တွေကိုစတင်ရွတ်ဆိုတော့ဆရာကြီးကာရာရွတ်လို့မကြခင်ပါပဲရုတ်တရက်မြေကြီးပါတိမ့်တိမ့်ခါသွားအောင်တုံခါမှုနဲ့တူလှိုင်းခုပုံစံနဲ့ကြောက်တကားတစ်ချက်ပွင့်သွားတာမြင်လိုက်ကြရကိုယ့်မျက်လုံးကိုမယုံမီဘူးတသက်နဲ့တကူဒီနေရာတွေမှာစော်ကစားလာတာအခုပဲ၁၅နှစ်ရှိပြီအဲ့ဒီလိုင်ကူနဲ့ကြောက်တကားချက်တွေကိုတခါမှမတွေ့မိဘူး ဖရဲပြိုးလို့အုံနေခဲ့ပုံတွေဒါမြင်ခဲ့ဘူးတာမဟုတ်အဲ့ဒီအချိန်မှာဥဆန့်ကွန်းကရာဇမတ်ကုတ်ဘေးမှာထောင်းထားတဲ့ရွှေရောင်စေးကြီးတုံလင်းထားတဲ့ကျင်းတချမ်းကိုယူပြီးတော့မြေပြင်ကိုအားကုန်လွှဲရိုက်ချလိုက်တယ်။အောင်မလေးအဘရဲ့ဟိုတမီးတို့ပူလာကြီးရဲ့ဟိုကဲကဲတော်မူပါအောင်တိုက်တကားပြင်ဘက်ကိုတိုင်းဆောင်မိမငါဘူးပြေးထွက်လာပြီးတော့ဒူးထောက်တိုင်းချပြီးတော့အော်ဟစ်ငိုယူနေကြတာကိုတန်တော်တွေ့လိုက်ကြရ။ဒါမျိုးတစ်ခါမှမမြင်ဘူး။ မိမ၅ဦးတွေကမှအကြီးဆုံးဖြစ်ရန်တူတယ်မိမကရုတ်တရက်ထားရက်လိုက်ပြီးတော့ကျွန်တော်တို့ရှိရာရာဇမတ်ကွက်တွင်ကိုအဖြူရောင်စက်တန်းတွေပြစ်လွတ်လိုက်ကျွန်တော်တို့သုံးယောက်သားဇက်ကလေးတွေပူပြီးတော့မျက်စိကိုမိထားလိုက်မိကြဒီတခါတော့ကိုချိုးနေပါပြီပေါ့စက်တန်းမှာဥဆန်ကွန်းနဲ့တဲတဲကြီးဝင်သွားတာဖြစ်ဥဆန်ကွန်းကလက်ထဲကသူ့ဆေးချိန်လုံးနဲ့ရိုက်ချလိုက်တော့စက်တန်းမှာအပိုင်းပိုင်းပြတ်ထွက်သွားခဲ့ကျန်တဲ့အတိုင်းဆောင်မိမလေးဦးတွေထလာပြီးတော့ဆက်တွေနဲ့အတီးတီးပြစ်လွတ်ကြ ဦးဆန်ကွန်လေလက်ထက်ကစေးချိန်လုံးနဲ့ဆက်ကြိုးတွေကိုရိုက်ဖြတ်ချလိုက်တယ်။တောက်ကမြင်းမာရီတိုက်ရကားကိုအသားတကြီးမဖွင့်ပေးဘဲနဲ့အသားနာခံချိန်နေကြ။ငါတိုက်နှွားနဲ့အသေးဝိတ်သက်ခိုင်းမယ်။ပြောပြောဆိုဆိုနဲ့ဦးဆန်ကွန်ကသူ့ရဲ့ဆေးလွယ်အိတ်ထဲမှာနှွားရုပ်တစ်ခုကိုယူထုတ်လိုက်။ကျွန်တော်အသေးချာကြည့်လိုက်တော့အဲ့ဒီနှွားရုပ်ကတကိုယ်လုံးဆေးအနက်ရောင်တုတ်ထားတာ။ကဲအဖေသားမိုးမောင်ကြီးအချိကအာခံနေတဲ့တောက်ကမြင်းမာရီ အသေးဝိသက်ဆန်းကွာနွားယုံမှာဥဆန့်ကွန့်လက်ထဲကပျောက်ွယ်သွားပြီးတော့တိုင်းဆောင်ငါးဦးအနောက်မှာရုတ်တရက်နွားနဲ့ကြီးတကောင်ဖြစ်ပေါ်လာပြီးတော့တိုင်းဆောင်တွေကိုအတင်းဝိတိုက်တော့တယ်အမလီတေးပါပြီးတော့အမတော်မစင်ကြီးကဲတော်မူပါဦးနွားနဲ့ကြီးမိုးမောင်မှာတခင်မိတ်တိုင်းအသေးဝိသက်တော့တယ်နောက်ဆုံးမှာတိုင်းဆောင်ငါးဦးလည်းငြိမ်သွားမှာဥဆန့်ကွန့်ကချီမန်းကွန်းငါးခုကိုတိုင်းဆောင်တွေထံကိုပြေးလွတ်ပြီးတော့ချုပ်တုပ်ထားလိုက်တယ် အပြင်စည်းဆောင်တိုက်ဆောင်ငါးဦးချုံမိတာနဲ့တပြိုင်တည်းပဲတိုက်တွင်းကနေကွန်းသီးလုံးတရံပဒုံးတွေအကောင်တရာဝင်းကျင်ခံထွက်လာဦးဆန်ကွန်လေလက်ထဲကနေစင်းကြိမ်လုံးနဲ့ပဒုံးအုပ်စီကိုဝှေ့ရမ်းလိုက်ပြီးတော့ဆောင်ကြရှားကြဟိဆရာစွမ်းနေပဲပြောရမလားနိုင်နေပဲပြောရမလားမသိဘူးဗျပဒုံးအုပ်ကြီးဘေးကိုရှောင်ထွက်သွားတယ်တိုင်းဆောင်တွေအမျိုးမျိုးချောင်းလန့်ပြီးမြေဦးဆန်ကွန်ရဲ့စင်းကြိမ်လုံးအောက်မှာပြပြဝတ်ခဲ့ကြရတယ် ငါမာထားသလိုသာငါစကားကိုတသွေးမတိန်လိုက်နာကြဟိတ်တပည့်တို့ငါတိုင်စကားဖွင့်ကားရာရွတ်ပြီးတော့တိုင်နန်းထဲကိုဝင်အထဲမှာပို့ပြီးတော့မာယာများလေအားလုံးသတိထားကြငါကအမိန်မပေးမချင်းဘဲရာကိုမှမတုမထီချလိနဲ့တိုင်စရာကြီးဦးဆန်းကွန်းကအဲ့ဒါလိုပြောပြီးတော့ပါဇက်ကနေစီမံမန်းတလို့ပွားစီပွားစီနဲ့ကားရာတွေကိုရွတ်တာပေါ့မကြမီမှာတကားဖွင့်တဲ့တကြုံကြုံမြည်ရင်းလာပြီးတော့တိုင်တကားဟာဖွင့်သွားပါတော့တယ် ။ဦးဇံကွန်တို့ဆရာတပည့်လေးအချိန်ဆွဲမနေပဲနဲ့တိုက်ထဲကိုဝင်ခဲ့ကြ။ပထမတကားကိုဖျက်ချိန်မှာတော့အခက်ခဲမရှိအေးဆေးစွာဖျက်သန်းနိုင်ခဲ့။ဒုတိယတကားကြော်ဖျက်ချိန်မှာတော့နန္တာယနတ်တွေအမွေယနတ်တွေထွက်ပေါ်လာ။ယနတ်ကအလွန်မွေးကြိုင်။ဇွာမှာတော့ဒီလိုမွေးယနတ်မျိုးတစ်ခါမှမရဘူး။ယနတ်နောက်ကိုသားရစွာရှူဆိုင်နေရင်အခန်းထဲကိုမြူကိုတွေဝင်နေသလိုပဲ။တယောက်နဲ့တယောက်လက်ကိုမြဲမြံစွာကင်ထားလို့သာဘယ်သူမှကောင်းစွာမမြင်ရတော့မှုံဝါးဝါဖြစ်ကုန် ဦးဆန်ကုန်းကနှာခေါင်းကိုလက်နဲ့အုပ်ရင်းနဲ့သူနဲ့အနီးဆုံးကတပည့်ဖြစ်သူတက်တူကိုပြောလိုက်တယ်။မွန်တက်တူအဲ့ဒီဇနန်းတွေမှာမတရားမိစေနဲ့အဲ့ဒါတိုက်မာရကြီးကွ။ဦးတက်တူကသူ့ဆရာကြီးတတိပေးတာကိုပြန်ဖြေတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကြီး။တပည့်နေအောင်အရှိကိုဆက်လျှောက်ပြီးတော့တကားပွင့်နေတဲ့အခန်းပေါင်း၅ခုလောက်တွေ့ကြရ။အခန်းတိုင်းမှာရွှေငွေကြောက်တံပရံများတွေကိုတစ်တာတွေနဲ့အပြည့်တွေ့ရ။ ဦးဆန်ကွန်းကအလဲကောင်းကအခန်းထဲကိုလှမ်းဝင်လိုက်လောဘရှိန်ကြောင့်တပည့်ဖြစ်သူတက်တူကိုမေ့လျော့သွားမိဥတက်တူကတော့အစွန်ဆုံးကယရနာပစ္စည်းထားရှိရာအခန်းထဲကိုဝင်သွားတယ်ဥတက်တူဝင်သွားတဲ့အခန်းထဲကတခိခင်းနဲ့မိမပြိုလေးတွေရဲ့ခြေတန်းတွေဟာတစ်တာနောက်ွယ်တွေကနေထွက်ပေါ်လာခဲ့မကြပါဘူးအဲ့ဒီတစ်တာတွေကြားကနေစွဲမက်စရာအသားဆိုင်တွေကိုမလုံးတလုံးဝေ့စင်ထားကြတယ်အလွန်ချောအလွန်လှတယ်မိမပြိုလေးတွေထွက်လာတော့တာပေါ့ ရနက်နေထွားရောက်စဉ်ကပဲတမာရီပြက်ပြဲနေခြင်းနဲ့တိုက်စရာရဲ့တပည့်ကျော်ဥဒတ်တူဟာယရနာတစ်တာကြီးတွေကြားကနေထွက်လာကြတယ်မလုံးတလုံးအဝိတ်တို့နေလှရမင်းပြိုလေးတွေကိုမြင်လိုက်ရတယ်ဆိုရင်ပဲအိုးလှလိုက်တာကွာဒီလိုလှတဲ့မင်းကလေးတွေငါတခါမှမမြင်ဘူးပါလားအဲ့ဒီလိုဥဒတ်တူရဲ့စိတ်ဓာတ်တွေဟာရမင်းပြိုလေးတွေပေါ်ကိုရင်မိုးတိမ်ညွန့်နေချိန်မှာမင်းကလေး၃ယောက်လောက်ကဥဒတ်တူနေအသားချင်းထိကက်လူမတဲ့တိုးကက်လာကြပြီ ချိုးသားတဲ့အတန်တို့နဲ့ဆွဲဆောင်ကြတော့တယ်။အိုးမောင်ကြီးရေဒီမှာနှမတော်နဲ့နေရောပေါ့။သုံးမကုန်နေရွှေတွေငွေတွေအများကြီးပဲဟာ။ဦးတက်တို့မျက်နှာကြီးကကြံတကားကြီးလောင်းထားတယ်လို့ပဲချိုးကြီးနေပြီ။တကယ်ဟိုတကယ်ပြောတာလားယင်။ကောင်မလေးတယောက်ကဦးတက်တို့ရဲ့လက်မောင်းကို သူ့လက်ဖွားနူးနူးလေးနဲ့ပုတ်တက်ရင်း။အိုးမောင်ကြီးကလေနှမတော်တို့ကနောက်เสียလား။ ဒီမှာကအချောလာတွေကြီးပဲမောင်ကြီးကြိုက်တဲ့သူနဲ့အတူနေလို့ရတယ်မောင်ကြီးသာဆွမ်းလူကတော့အားလုံးကမောင်ကြီးပိုင်ပဲပေါ့လို့ဘာပြောကောင်းမလဲဥဒက်တူဟာတည်းကြီးနဲ့သဘောကျနေအင်းနေမေနေမေအဲလိုပြောတဲ့အခါမှာမိမလာလေးတွေရဲ့ကိုလုံးကိုပွေဖက်လိုက်ဥဇံကိုလေအရှိနေနေရှောင်းမိမှာတပည့်ဖြစ်သူကိုတတိယသွားပြီးတော့နောက်ပြန်လှည့်ကြည့်မိသူဝင်လာတဲ့အခန်းထဲကိုတက်တူကပါမလာအောင်အဲ့ဒါနဲ့ပြန်လိုက်ရှာ အဆုံဆုံးခန့်မှာတက်တူကိုတွေ့ပါပြီတက်တူဟာနတ်သမီးရုတ်ထုတစ်ခုကိုအငမ်းမရပွေးဖန်နန်းရှုံနေတာမြင်လိုက်ရတယ်ဆိုရင်ပဲဆရာကြီးဦးစံကွန်ကအလန်တကြားအော်ဟေးလိုက်တော့တယ်ဟေးကောင်တက်တူသတိထားအဲ့ဒီရုတ်ထုကိုမထိနဲ့မကိုင်းနဲ့ဟာအားလုံးမသားပေါကုံတော့မှာပဲတိုက်ကိုချုပ်တယ်နောက်ဆုံးကာရာရုတ်ဖို့ကြံ့နေသေးတယ်မဟုတ်လားအဲ့ဒီကာရာပြီးတော့မှအထက်ကပစ္စည်းတွေကိုထိခွင်ကန်ခွင်ရဦးစံကွန်သတိပေးပေးမယ်တက်တူသတိမထားမိတော့ နောက်ကျသွားပါပြီ။ဥဒတုဟာတိုင်နှံရှင်မာရီရဲ့အတွေ့အထိမှာရအောင်မှာမျောသွားပြီးတော့တိုင်နှံရှင်မာရီကိုပေးဖက်လိုက်တဲ့အချိန်မှာပဲသူတို့လှုပ်ထားတဲ့စီဟာပေါက်သွားတယ်ထင်ပါရဲ့။ဟေးစီပေါက်ပြီဟာကျုပ်ပြေလွတ်ပြီ။အပြင်ဘက်မှာစောစောကချီမန်းကွင်းနဲ့ချုပ်ထားခံတဲ့တိုင်ဆောင်တွေရဲ့ကျုံဝါတံတွေနဲ့တူချီမန်းကွင်းတွေလည်းပြတ်ထွက်သွားခဲ့။ဦးဆောင်ကွန်လေအတွေ့အကြုံရှိသူမို့လို့တပည့်ဖြစ်သူတက်တူးကိုရောကျွန်တော်တို့သုံးဦးစလုံးကိုပါပြစ်ထားခဲ့ပြီးတော့ တိုက်ပြင်ကိုကမှုရှုတို့ပြေးသွားခဲ့တိုက်ပြင်ကိုရောက်ရောက်ချင်းချီမောင်းကွန်းဆွတ်ခံတိုက်ရတဲ့ဘလူးနှက်ကောင်ကစီးပေါက်ပြီးတော့လွတ်သွားပြီမို့လို့ပြေးထွက်လာတဲ့ဦးဆန်ကွန်းကိုအေယာမလဝါကြီးနဲ့ရိုက်ချပြီးတော့ဧကံကြတော့တယ်ဦးဆန်ကွန်းလည်းဘလူးရုပ်ရိုက်ချက်ကြောင့်အရှိကိုဝမ်းရမောက်လဲကျသွားပြီးတော့သွေးပွားပွားအံ့ကြတယ်ဦးဆန်ကွန်းကလဲကျနေရကနေအတန်ကြီးဘလုံးပထွေးနဲ့ကျွန်တော်တို့ကိုလမ်းအော်တတိပေးလိုက်တယ်မော်မော်နီပါပြေးတော့တိုက်စီးပေါက်ပြီးကွာရွှေရောင်ပြေး ကျွန်တော်နဲ့ဟိုအမူးသမားနှစ်ယောက်လေတုတ်ချေတင်ပြီးတော့ဖနှောင်းနဲ့တင်မှာတသားတည်းပြေးပြီးတော့ရွာကိုဘလို့ကြောင်မန်းတော့မသိတော့ရွာထဲရောက်မှာ၃ယောက်သားမောဆုနေကြတာပေါ့ဟေ့ကောင်တန်းကြောင်ဘာလဲအချက်ကြီးရမွေးရတဲ့အထက်မင်းကတမျိုးခိုးဆရာကြီးတွေတော့ဘလို့ဖြစ်နေပြီလဲမသိဘူးနော်သူ့ဘာသာဖြစ်ခြင်းဟာဖြစ်တော့ကွာမနဲ့မှာသွားကြည့်တော့မယ်အခုတော့မူတော်ပြေးသွားပြီ တဲဒီပါမင်းလည်းမင်းအိမ်ပြန်တော့ငါတို့လည်းလစ်ပြီကျွန်တော်လည်းအိမ်ကိုအမြန်ပြန်ခဲ့ရအဲ့ဒီညကတညာလုံးအိတ်လို့မရဦးဇံကုန်းကိုဘလူးရုံနှစ်ကောင်ရိုက်တက်ခဲ့တဲ့မြင်းခွင်းကိုမျက်စိတွေကဖြောက်လို့မရတော့ဆောင်းကောင်းပြီးချုံပြီးတော့မိုးလင်းပေါက်ထိချွေးတီးတီးကြပြီးတော့ဆောင်းဆိုင်ခဲ့ရတယ်အာယုံဦးရဲ့အလင်းရောင်ဖြားဖြားလေးကတန်းရှိခွင်လုံးလွမ်းချုံနေပြီအခုရှေ့ရက်မှာနေဝင်းနေနေလေးထွက်ပေါ်လာခဲ့ ျွန်တော်လည်းကိုတန်ချောင်းနဲ့ကိုချက်ကြီးကိုခေါ်ပြီးတော့ဖရဲပြက်ကုန်းစီကိုတွားကြည့်ကြ။ရာဇမကွက်အတွင်းကဖယိုဖရဲဖြစ်နေတယ်ကတော်ပွဲတွေနဲ့မရှုမလားရုပ်ပြက်ဆင်းပြက်ဖြစ်နေတယ်ဥဆန့်ကွန်းအလောင်းကိုသာတွေးရတော့ကျွန်တော်တို့သုံးဦးစိတ်မကောင်းဖြစ်ကြရ။ဥတဲရုတွေရောက်တော့ပျောက်ချင်းမလားပျောက်နေ။ကျွန်တော်တို့လည်းတကြီးကိုအကျိုးချောင်းပြောပြပြီးတော့ဥဆန့်ကွန်းအလောင်းကိုကောင်းမွန်စွာမြေမြို့တကြိုပေးလိုက်ကြ။တကြီးကဥဆောင်ကွန်းအောင်မြေချပြီးချိန်မှာတော့ဇွာသားအလုံးကိုခေါ်ယူပြီးတော့အခုဖြစ်ပျက်တဲ့ကိစ္စကိုအတူယူဖို့ ဖရားတဲ့အကြောင်းဆောင်သူတော်ကောင်းရောင်ဆောင်ပြီးတော့တိုက်ဖို့တိုက်တူးတွေအောက်လန်းစရာတိုက်စရာတွေကိုနောင်းနောင်မှအထုတတိထားကြဖို့မှာကြခဲ့၅ရက်ခန့်ကြာမှတော့ယောဂီအဝတ်ကြီးနဲ့လွယ်တလုံးလွယ်ပြီးတော့ရွာရဲခုံပေါက်ပြေးသွားတယ်တောင်အော်မြောက်အော်အော်ဟင်းနေတဲ့လူတအုပ်ကိုတွေးရဟေးနမတော်လေးမောင်ကြီးကိုပြေးထားပြီးဘယ်သွားမလို့တော့အောင်လေကဲကဲတော့မူကြပါဘလူ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 ကြီးပြဟာ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  ငါရွှေတွေငါရွှေတွေဘယ်မှလဲငါရွှေတွေတောင်စင်ရေမြားတွေကိုအော်ဟစ်ပြောပြီးတော့ပြေးလွှားနေတဲ့သူယူမှာတိုက်စရာရဲ့တပည့်ဥဒတ်တူကလွဲပြီးတော့ဘသူများဖြစ်နိုင်အောင်ပါလဲအသက်မသေးပေမဲ့တိုက်ဆောင်တွေရဲ့ချောင်းလန့်ခြင်းကိုခံရပြီးတော့အသေးချေပြန်ယူသွသွားခဲ့ရရှာတယ်။ရွာထဲမှာငါးလဝင်းကျင်လောက်အယူတစ်ပိုင်းနဲ့လှဲ့လေသွားလာနေပြီးတော့တနေ့တော့ရွာထဲမှာပျောက်ချင်းမလားပျောက်သွားခဲ့တာအစားနာပြီးမတွေ့ရတော့အခုဒီစကြောင်းကိုပြန်ပြီးတော့ပြောပြချိန်မှာတော့ကျွန်တော်ရဲ့အသက်ဟာ85ရွယ်ကိုပင်ရောက်နေခဲ့ပါပြီ အတိတ်ကဖြစ်ပျက်တို့ကတော့အခုတည်းပင်မိမိအောင်နှစ်80ဝင်းကျင်ခံကြာမြင့်ခဲ့ပြီရခိုင်ဘုရားပြတ်ကုန်းနေရာမှာတော့ရှေးမှုမပြဲတင်မောပနတ်ခံဘုရားကြီးပြန်တီထောင်နိုင်ခဲ့ဒီမှာလေစနေတင်းတင်းပြေးမြောက်ခဲ့ဘုရားပြန်တည်ခဲ့ချိန်ကတော့အထူးထူးဆန်းဆန်းဖေရကုန်းတောင်ပေါ်ကတောက်သုံးရေခံကနေကြာပန်းခွနဲ့ပွင့်ဆင့်ပြီးတော့ပွင့်မိုးကြီးတဲတဲ့စွာရွာသွင်းချိန်မှာတော့ဘုရားတဲတဲ့နေရာမှာမိုးကွင်းခဲ့ဒီမှာလေဒူဇန်အောင်အော်ပဲကောင်းလာ ဖရားရဲ့ဘွဲတော်မြီမှာတော့မဏိယရဏဇေရီတော်မြန်းလို့ခေါ်ဝေါ်ကြသည်လို့နောက်ဆုံးအနေနဲ့တီးခဲရပါတော့တယ်ပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီမာရင်ပြည်ဆုံးသွားပါပြီခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ